မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတစ်ပုဒ်အနေနဲ့အာဆီယံရဲ့ဦးဆောင်မှုနဲ့နိုင်ငံတကာကပါဝင်တဲ့ဖြစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ထိန်းသိမ်းရေးမရှိပါကပြည်သူများကိုထိရောက်စွာကာကွယ်နိုင်မှာမဟုတ်လို့ NUG အစိုးရပြောဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ် အာဆီယံရဲ့ဦးဆောင်မှုနဲ့နိုင်ငံတကာမှပါဝင်တဲ့စနစ်ကြတဲ့ပြစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ထိန်းသိမ်းရန်ရန်တရားမျိုးမရှိပါကောင်အရက်သားပြည်သူတွေကိုတိရောက်စွာကာကွယ်နိုင်မှာမဟုတ်ကြောင်း NUG အစိုးရကတိုက်တွန်းပြောဆိုထားပါတယ်မြန်မာနိုင်ငံကြီးရာအခြေအနေများနဲ့ဆက်လက်ပြီးကုညီဖြည့်ရှင်ဖို့အာဆီယံခေါင်းဆောင်တွေရဲ့တည်ထက်သဘောထားညှိနှိုင်းချက်ထုတ်ပြန်ခြင်းပေါ်အမျိုးသားညီညွတ်ရေးအစိုးရရဲ့သဘောထားရည်တည်ချက်ထုတ်ပြန်ရမှာထည့်သွင်းပြောဆိုထားတာပါအရက်သားပြည်သူများနဲ့အများပြည်သူဆိုင်ရာအဆောက်အအုံတွေပေါ်အကြံဖတ်မှုတွေကိုချက်ချင်းရတံပေါ်မစင်မတင်လှောက်ဆောင်လျက်ရှိတဲ့တိုးမြင့်လာတဲ့ အကျန်းဖတ်မှုတွေကို ချက်ချင်းရတံပိုးအစွမ်းကုန်ထိန်းသိမ်းဆောင်ရွက်ကြဖို့နှင့်အရတားပြည်သူအားလုံးရဲ့ဘေးကင်းမှုနဲ့လုံခြုံမှုကိုတည်ကြစေဖို့တည်ကြတည်ကြတဲ့အရေးယူဆောင်ရွက်မှုတွေပြုလုပ်ဖို့အာဆီယံရဲ့တိုက်တွန်းချက်ကိုအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ကြိုဆိုပါကြောင်းအသိပေးပါရယ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးအပ်ရာမှာလိုအပ်နေသူများထံကိုလက်လန်းမီရောက်ရှိစေဖို့အတွက်ဘေးကင်းလုံခြုံတဲ့ပတ်ဝန်းကျင်ကိုဖန်တီးဖို့ပို့ရည်ရချက်နဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေကိုရပ်စေထားဖို့အာဆီယံကောင်ဆောင်တွေရဲ့တိုက်တွန်းချက်ကိုနားလည်တယ်လို့ဆိုပါရယ်ငလျင်ဘေးနဲ့ကြားရောက်ခဲ့တဲ့နေရာများမှာလူသားချင်းစာ ာလာမှုဆိုင်ရာကိစ္စရေးလုပ်ငန်းများဆောင်ရွက်ဖို့ယာယီအပြစ်ခတ်ရေးစိုင်းကိုမြို့သားညီညွတ်ရေးအစိုးရကကြီးညာခဲ့ကြောင်းဒါပေမဲ့အကြမ်းဖက်စစ်ကောင်စီကအပြစ်ခတ်ရေးစိုင်းကြီးညာထားတဲ့ကာလမှာပဲအပြစ်မဲ့အရသာပြည်သူတွေအပေါ်လေကြောင်းပုံကျဲတိုက်ခိုက်မှုတွေလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေတာလွန်အင်အားများတုံပြီးရသားပြည်သူများနေထိုင်တဲ့မြို့ရွာများကိုမိရှုဖျက်ဆီးခြင်းများအရသာပြည်သူများကိုတရားမဲ့တပ်ဖြတ်ခြင်းများကိုနေစင်နေများကျူးလွန်လျက်ရှိကြောင်းသိရပါတယ်။အရသာပြည်သူအလုံးရဲ့ဘေးကင်းမှုနဲ့လုံခြုံမှုကိုတည်ကြစေဖို့တည်ကြတည်ကြတဲ့အရေးယူဆောင်ရွက်မှု မှုတွေပြုလုပ်နိုင်ဖို့အတွက်အာဆီယံရဲ့ဦးဆောင်မှုနဲ့နိုင်ငံတကာမှပါဝင်တဲ့စနစ်ကြတဲ့ပြစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ထိန်းသိမ်းရန်နေရာမျိုးမရှိပါကအရက်သားပြည်သူများကိုထိရောက်စွာကာကွယ်နိုင်မှာမဟုတ်ကြောင်းမျိုးသားညီညွတ်ရေးအစိုးရကပြောပါတယ် အာဆီယံအတ်လက်တလောလူဝဲချက်များအကဲဖြတ်မှုအစီရင်ခံစာနှင့် AHA စင်တာရဲ့ပူးတွဲလူဝဲချက်များအကဲဖြတ်ခြင်းတို့ကိုအခြေခံပြီးအာဆီယံလူသားချင်းစာနာထောက်ထားမှုအကူအညီများကိုဘေကင်းအချိန်မီထိရောက်ပြီးပွင့်လင်းမြင်သာမှုရှိစေဖို့သက်ဆိုင်သူအလုံးကိုတိုက်တွန်းမှုကလူသားချင်းစာနာမှုဆိုင်ရာနိုင်ငံတကာစံနှုန်းညီနေညီရက်တီဆောင်ရွက်မှုဖြစ်တဲ့အတွက်မျိုးသားညီညွတ်ရေးအစိုးရကကြိုးစိုးကြောင်းထုတ်ပြန်ချက်မှဖော်ပြပါတယ်။အဲ့ဒီလိုဆောင်ရွက်ရမှာမျိုးသားညီညွတ်ရေးအစိုးရတိုင်းရင်းသားတော်လှန်ရေးဖွဲ့ရဲ့အခြေအနေအကဲဖြတ်အစီရင်ခံစာတွေကိုလည်းအသုံးပြုရန်လိုအပ်တယ်လို့ ိုင်ငံရေး80ရာခိုင်နှုန်းနီးပါးထိနေမြေထိမ့်သိမ်းစိုးမိုးထားတဲ့အမျိုးသားညီညွတ်ရေးအစိုးရနဲ့တိုင်းရင်းသားတော်လှန်ရေးအင်အားစုများက လက်တွေ့အုပ်ချုပ်နေတဲ့နေရာများမှာတိုင်းရိုက်ချိတ်ဆက်ဆောင်ရွက်ကြဖို့အမျိုးသားညီညွတ်ရေးအစိုးရကတိုက်တွန်းထားပါရယ်။ဒါပြင်မြန်မာနိုင်ငံနဲ့ထိစပ်နေတဲ့နိုင်ငံများမှာတဆင်နဲ့ဆက်ဖြတ်ကျော်လူသားချင်းစာနာမှုဆိုင်ရာအကူအညီများပေးဖို့အာဆီယံအနေနဲ့ဆောင်ရွက်ပေးဖို့အထူးတိုက်တွန်းထားပါရယ်။မြန်မာနိုင်ငံနဲ့ဆက်ဆက်ဖြစ်ပေါ်နေတဲ့နိုင်ငံဖြတ်ကျော်ရာဇဝမှုတွေအထူးသဖြင့်မူရင်းစေဝါကုန်ကူးမှုလူကုန်ကူးမှုနဲ့အွန်လိုင်းလှည့်ပြမှုတွေတိုးပွားလာခြင်းကိုဖြေရှင်းဖို့အတွက်အာဆီယံဖွဲ့ဝင်နိုင်ငံများကြားနဲ့ပြင်ပမိတ်ဖက်များမြန်မာအိမ်နီးချင်းနိုင်ငံများကုလသမဂ္ဂတို့နဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုတို းတက်ကောင်းမွန်အောင်အာဆီယံကဆောင်ရွက်ရမှာအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်းအာဆီယံနဲ့အစွမ်းကိုပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။မြန်မာများကိုယ်တိုင်ဥဆောင်နေရှိရှိတည်တက်ခံရတဲ့ငြိမ်းချမ်းသောနိုင်ငံဖြည့်ရှင်မှုရရှိဖို့ဂျိုးဘတ်ဆောင်ရွက်ရမှာမြန်မာပြည်သူတွေကဥဆောင်ဆင်နွှဲနေတဲ့ຫນွေဦးတော်လိုင်းရဲ့အန်တီမရီမတ်ချက်ပန်းတိုင်ဖြစ်တဲ့စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးစစ်မှန်တဲ့ Federal Democracy ပြည်ထောင်စုတည်ပေါ်ထွန်းရေးအသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုဖော်ဆောင်နိုင်ရေးတို့အတွက်အပြည့်အဝသဘောတူတာဝန်ယူတာဝန်ခံနိုင်မဲ့မြည်သည့်ဖွဲ့စည်းနဲ့မစ ုယုံကြည်မှုတည်ဆောက်ဖို့အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အသိရှိကြောင်းအသိပေးပါတယ်။ ဆက်လက်ပြီးတောင်ခမ်းရှိတက်စကန်နှစ်ခုကို TNL ထပ်မံလက်လွတ်ပေးလိုက်ရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်တောင်ခမ်းကျေးရွာနီးရှိ TNL ရဲ့တက်စကန်နှစ်ခုကိုစစ်ကောင်စီကထပ်မံသိမ်းပိုက်ရရှိခဲ့ကြောင်းမြေပြင်တည်င်းအရှိမြစ်တွေမှာစုံစမ်းသိရှိရပါတယ်။ပြီးခဲ့တဲ့မေလ26ရက်ကတောင်ခမ်းနယ်အုံမတီဘက်မှာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့တောင်မြို့သားလူမျိုးရေးတပ်မတော် TNL တို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးရာပြင်ကျေးရွာရှိ TNL တက်စကန်ကိုထပ်မံလက်လွတ်ပေးခဲ့ရပါတယ်။မှန်နေစစ်တပ်ကစကန်တချို့ကိုပြန်ထိန်းချုပ် ်နိုင်ခဲ့တာမေလ20ရက်ကလည်းတရက်ဂျိုစီဒီကုန်းပြန်ရသွားတယ်ဒါပေမဲ့ကျွန်တော်တို့ဘက်ကနေပြီးတော့ရှာအောင်ပြန်ယူမယ်ကြံတဲ့နေရာတွေလည်းဆက်လက်ကုကန်နေရဲ့နောက်ဆုတ်ပြီးဖို့လည်းမရှိဘူးလို့မြေပြင်တရင်အချင်းမြစ်တချို့ကဆိုပါတယ်လက်ရှိစစ်ကောင်စီကနောက်ချုံမြို့ကိုပြန်လည်ထိန်းချုပ်ဖို့အတွက်တောင်ခတ်စခန်းကိုအထိုင်ထားကနောင်လင်ရှာပြင်းနဲ့အုံမတိရွာရီဘက်ကိုနေစင်ဒီပါထိုးစစ်ဆင်တိုက်ခတ်လျက်ရှိပါတယ်ဒါအပြင်မြေပြင်စစ်ကြောင်းပြင်လေကြောင်းနဲ့လက်နက်ကြီးများအသုံးပြုပြီးတိုက်ခတ်ခဲ့တာကြောင့်မေလ28ရက်နေ့ကလင်းငယ်တအုပ်ပါဝင်အရသာလေးဦးတည်ဆုံပြီး15ဦးထိခိုက်ဒဏ်ရ ာရရှိခဲ့ပါတယ်။ဒါအပြင်မြေပြင်စစ်ကြောင်းအပြင်လေကြောင်းနဲ့လက်နက်ကြီးများအသုံးပြုပြီးတိုက်ခိုက်တာကြောင့်မေလတရက်မှ28ရက်ထိကလင်းငင်တုံပါဝင်အရှက်သားလေးဦးတည်ဆုံပြီး15ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒီ3ရက်တွင်တော့ညင်နေတဲ့တိုက်ပွဲဖြစ်တာမရှိဘူး။ဘာသာမှလည်းမကြားရဘူး။ဒါပေမဲ့ပြီးခဲ့တဲ့ရက်ပိုင်းကရှားအပြင်ရွာတိုက်ပွဲဖြစ်လို့ကျွန်တော်တို့ခူရှောင်နေတဲ့နေရာမှာရွာသားတရားနီးပါးရောက်လာတယ်ပြီးတော့စားဝတ်နေရေးအတွက်အခက်အခဲရှိတဲ့အကူအညီလိုနေတယ်လို့အုံမတိရွာကံမျိုးသားတောင်းကပြောပါတယ် ပြီးခဲ့တဲ့မလ14ရက်ကလည်းနောင်ချုံမြို့အမတ၄၆တန်ရင်းနီးရှင်နာရှိုးရွာကိုလည်း DNL ကလည်းလွတ်ခဲ့ရတဲ့ပြင်နောင်ချုံလေးမဲပုံနဲ့နောင်လေးစကံများကိုလည်းစကောင်စီကပြန်လည်ထိန်းချုပ်ခဲ့ပါတယ်လက်ရှိစကောင်စီခိုင်မာတက်ဆွဲထားတဲ့တောင်ခန်းကြီးရွာမှာအမြောက်တက်စကံကုတ်ကဲမှုဌာနချုပ်900နဲ့အပါဝင်အမြောက်တက်ရင်းနေဖြစ်တဲ့354 206နဲ့406တို့တက်ဆွဲထားပြီး DNL ပူပေါင်းတက်တဲ့နေ့စဉ်ဒီပါတိုက်ပွဲများဖြစ်ပွားလျက်ရှိပါတယ်မြို့ထဲမှာပုံမှန်သွာလာနေတာပဲလေကြောင်းတိုက်ခိုက်မှုဆိုရင်နေရတာတခုကလွယ်လို့ပေါ့ ်မြို့ထဲလဲလေချောင်းချောင်းအိမ်တွေပျက်စီးရရှာနေချီပြီးတော့ကိုရှိတယ်ပြီးတော့အရင်လိုစီစီကာကမဖြစ်ဘူးလို့နောက်ဆိုဒေတာကံမျိုးသမီးတောင်ကပြောပါမနစ်က2024ခုနှစ်ဇူလိုင်လ10ရက်မှာ TNL ပူပေါင်းတက်ကနောက်ချုံမျိုးကိုတင်ပိုင်နိုင်ခဲ့တော့လေတောင်ခမ်းရွာရှိစစ်ကောင်စီအထိုင်စခန်းကိုတင်ပိုင်နိုင်ခဲ့ခြင်းမရှိပါဘူးအဆိုပါစခန်းကိုအခြေပြုပြီးစစ်ကောင်စီကပြန်လဲထူးစစ်ဆင်တိုက်ခိုက်နေရကြောင်းလက်ရှိမှာ TNL ကစခန်းတချို့ကိုလက်လွတ်ဆုံးရှုံးနေရပါတယ် ဆလဘီကြောင်ဖြူမှာမိုးလေပြင်းထန်နေမှုနဲ့ဒူးပြင်းထန်တဲ့ထိုးစစ်ကိုအေးအေးစတင်ပြီးနှမ်းဖဲတောင်ချင်းရွာကခဲစကန်ကိုတင်ပိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်ကြောင်ဖြူမြို့နယ်မှာအခြေစိုက်ထားတဲ့စစ်ကောင်စီရဲတပ်ရင်30နှစ်အရှိတ်မှာရှိတဲ့နှမ်းဖဲတောင်ချင်းရွာကခဲစကန်ကိုအေးအေးဘက်ကတင်ပိုက်လိုက်ပြီးပြိုင်းစိတ်ကင်ရွာမှာစစ်ကောင်စီနဲ့နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေရလို့သိရပါတယ်။စစ်မှုလက်မှုတင်တဲ့အကြောင်းကထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့နှမ်းဖဲတောင်ချင်းရွာမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပူးပေါင်းတပ်ဆွဲထားတဲ့အရေးပေါ်ကခဲစကန်ကိုအေး ကဒီရက်ပိုင်းမှာတင်ပိုက်ထိန်းချုပ်လိုက်တယ်လို့စင်ရေးသတင်းအရင်းမြစ်တွေကပြောပါရတယ်။ နန်းဖဲတောင်ကိုတိုက်နေတာနှစ်ရက်လောက်ရှိပြီအခုတော့တင်းလိုက်ပြီလို့သိရတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက32ကိုပြေးဝင်သွားကြတယ်လို့သူကဆိုပါတယ်ရဲတရင်ကိုနောက်ဆုတ်သွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကအေအေကိုပြန်လဲခုခံဖို့အတွက်အနီးပတ်လည်မှာကာကင်မိုင်းဖြစ်မိုင်းတွေကိုအထက်ထက်အစင်သင့်ထောင်ထားတယ်လို့ဒေသခံတွေကပြောပါတယ်အလားတူပဲ32ရဲတရင်ဝင်ပေါက်ခိတ်တစ်ခုဖြစ်တဲ့ပြိုင်းစီကင်ကျေးရွာမှာတပ်ဆွဲထားတဲ့နေရာတွေကိုအေအေဘက်ကဒုစစ်စင်တိုက်ခိုက်နေပြီးနှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ဆိုပါတယ်စာတင်ကြောင့်ဘုံကြီးကြောင့်ဖျားကုန်းနေရာတွေကိုစစ်ကောင်စီက နေရာယူစကန်ချထားတဲ့အခုကအနီးနားကရွာတွေတိုက်ပွဲပြင်းထန်နေရလို့သူကပြောပါတယ်စစ်ကောင်စီရဲတပ်ရင်32ကိုကာကဲစကန်တွေနဲ့ဝန်းရံထားပြီးမြေအေးသိမ့်ပိုက်မှုအောက်ကိုတကူပြီးတကူရောက်ရှိနေပြီးတရင်နဲ့အနီးဆုံးနန်းဖေးတောင်ကျင်းရွာကာကင်းတီကိုသိမ့်ပိုက်ထားနိုင်တာဖြစ်ပါတယ်မကြမီထိုးစစ်ရောက်နိုင်ပွဲများပြားနေတဲ့ရဲတပ်ရင်32ရဲ့အဓိကထွက်လန်းဖြစ်တဲ့ကြောက်ပြူမြို့ကိုဦးတည်ပြီးနေရာတချို့ကိုကင်းအုပ်စုတွေလှုပ်ဝက်ချကထွက်ပေါက်ပြင်းစင်နေရလို့သိရကြောင်းတရင်မှာဖော်ပြပါရှိပါရရှင် ထိုင်းဝန်ကြီးချုပ်ဟောင်းတာဆင်မောင်းနေကြားဖြတ်ကျော်မူရစ်ကုန်ကူးနေတဲ့ဝါအဖွဲ့ကိုပြက်ပြက်သားသားအရေးယူဖို့၎င်းရဲ့အစိုးရအားတိုက်တွန်းလိုက်ပါတယ်မြန်မာစေအုပ်စုဘက်ကရှမ်းမြောက်အားထိန်းချုပ်နိုင်စွာမရှိဖြစ်နေတာကြောင့်ကင်တွဲဖြေရှင်းနိုင်မှာမဟုတ်ဘူးဆိုလျင်မိမိတို့အတွက်ရန်သူဖြစ်လာနေတဲ့ဝါအုပ်စုကိုကိုနီးကိုဟန်နဲ့ရှင်းရတော့မယ်လို့ဆိုပါတယ်ထိုင်းမူရစ်စေဝါထိန်းချုပ်ရဲ့ဘုတ်အဖွဲ့မှပြုလုပ်တဲ့ဟောပြောပွဲမှာတာဆင်ဟောင်းအဆိုပါအတိုင်းပြောဆိုလိုက်ခြင်းလည်းဖြစ်ပါတယ် တာဆင်လူမြင်ကွင်းမှာနှစ်ပတ်နီးပါးဖြောက်ကွယ်နေ၍တိုင်းပြည်မှာထွက်ပြေးသွားပြီလို့ကောလာဟာလာများပြန့်နှံ့နေချိန်မှာပြန်လည်ထွက်ပေါ်လာခြင်းလည်းဖြစ်ပါတယ်။ထိုင်းအနေနဲ့ရန်သူဖြစ်လာနေတဲ့ဝါအဖွဲ့ကိုညာနေ၍မဖြစ်တော့ဘူးလို့လည်းဆိုပါတယ်။ထိုင်းနိုင်ငံသားရေးဝန်ကြီးမာရီဆန်ကီယန်ပေါ်ဆာမအဆိုပါရေးအတွက်အိန္ဒိယနိုင်ငံများရဲ့ပူးပေါင်းဆောင်ရွက်မှုရရှိရေးအတွက်တွဲဆောင်ဆွေးနွေးရန်စီစဉ်ထားတယ်လို့လည်းသိရပါတယ်။၎င်းတို့အနေနဲ့မူရည်စေဝါများဆက်ပြီးထုတ်နေမယ်ဆိုပါကထိုင်းနိုင်ငံရဲ့ရန်သူဖြစ်တတ်မဲ့ရမယ်လို့လည်းတာဆင်ကထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။ တရုတ်ရဲ့ငယ်မွေးချံပေါက်တပည့်သားမီးများလာအမှုတော်ထမ်းနေမှန်းသိသိချင်းနဲ့တာဆင်ကထိုင်းရဲ့ရန်သူတို့တတ်မှတ်လိုက်ခြင်းလည်းဖြစ်ပါတယ်။တာဆင်ရဲ့ပြောပေါ်ဝါအဖွဲ့ပြောခွင့်ရဦးညီရမမိမိတို့မှာမွေးရစေးတိုက်ဖြတ်ရေးလုပ်ငန်းများဆောင်ရွက်နေ၍တက်သေးအထောက်အထားအခိုင်အမာမပြနိုင်ဘဲဆွဆွဲနေခြင်းတတ်တတ်တာဖြစ်တယ်လို့ AWR ရဲ့အမေကိုတုံ့ပြန်ပြောဆိုလာပါတယ်။တာဆင်ကလက်ရှိမွေးရစေးပြဿနာကြောင့်၎င်းတို့ရဲ့ကလေးများအသက်ဆုံးရှုံးနေ၍၎င်းအနေနဲ့ကူညီခြင်းတော်လဲခီးသွောခွင့်ပိတ်ပင်ခံထားရတာကြောင့်မတက်နိုင်ဖြစ်နေတယ်လို့လဲဆိုပါရယ်။ ုလသမဂ္ဂမူရည်စေဝါနဲ့ရာဇဝတ်မှုရုံရဲ့အစီရင်ခံစာလဲအချိန်ကိုင်းထွက်ပေါ်လာခဲ့ပြီးထိုအစီရင်ခံစာထဲမှာ2024အတွင်းအရှိနဲ့အရှိတောင်အားရှောက်မှာမတ်စေးပြများသိသိရရှိမှုက236တန်ရှိနေတာကြောင့်2023ထက်စာလျင်24ရာနှုန်းမြင့်တက်လာတယ်လို့ပါရှိလာခဲ့ပါတယ်။ထိုပမာဏဟာသိသိရမိတဲ့ရေအတွက်ဖြစ်၍တကယ်တမ်းမှာထုတ်လုပ်မှုနဲ့ဈေးကွက်သို့ရောက်ရှိမှုပမာဏကပိုပြီးများမှသာဖြစ်တယ်လို့ဆိုပါတယ်။ကုလရရှိများကတော့မြန်မာမှာအာဏာသိမ်းပြီးနောက်ပိုင်းမကြုံစဘူးအောင်မြင်မာလာတယ်လို့ဆိုပါတယ်။ မိုးရေကုံတွယ်လမ်းကြောင်းကလာအိုကိုဖြတ်ပြီးကမ်ဘောဒီးယားထိဆက်သွယ်ထားတယ်လို့လည်းသိရပါဗျ။မလေးရှား၊အင်ဒိုနီးရှား၊ဖိလစ်ပိုင်တို့လည်းရေကြောင်းမှတစ်ဆင့်တင်ပို့လျက်ရှိတယ်လို့ဆိုပါဗျ။ဆေးဥစုဟာတာဆင်ရဲ့အပြောကိုမြည်သွတုံ့ပြန်မယ်ဆိုတာကိုစောင့်ကြည့်ရအောင်မှသာဖြစ်ပါဗျ။ပြည်သူတို့ရဲ့ခုခံတော်လှန်စေမုတ်ချအောင်ရမည်။